မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တောင်တကုံမြို့နယ်တရားခွန်ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုရန်ကုန်စစ်ဒေသခွဲ PRF အဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများကိုဖိနှိပ်နှိပ်စက်နေတဲ့အုပ်ချုပ်ရေးမှုများရဲ့ဆိုင်ရင်များကိုထပ်မံတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ20ရက်နေ့မနက်9:25မိနစ်ခန့်မှာတောင်တကုံမြို့နယ်တရားခွန်ရက်ကွက်ငူဝါမြိုင်လမ်းမှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကို Anonymous Force ရန်ကုန်စစ်ဒေသကွဲ PRF ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထံကနေပြီးတော့အာရမငွေကြေးတောင်းခံကစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားကိုကောင်းမွန်စွာလဲပတ်နိုင်ရေးအတွက်အထောက်ပံ့ပေးနေတဲ့အုပ်ချုပ်ရေးမှူးကြည်ထွန်းတဲ့ယာအိမ်မှုဆွေမြင့်အောင်တို့တေဆုံးခဲ့ပြီးတော့ရုံးအကူမျိုးမြင့်ထွန်းခေါ်သားကြီးထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကအုပ်ချုပ်ရေးမှူးနဲ့ယာအိမ်မှုတည်တဲ့ချီတာဆက်ဆင်ရေးတွေကအပြင်ကတက်တက်အလူခံတာမျိုးမရှိပါဘူး။ OFP နဲ့ပဲ campaign လုပ်ပြီးတော့ဘန်နာငွေပိုင်းကိုရှာဖွေပါတယ်ပြီးရင်အဖွဲ့ကို personal တိလို့ပုံမှန်လာပြီးတော့ထောက်ပို့နေကြတယ်9ဦး6ဦးလောက်ရဲ့ဒါပဲရှိပါတယ်အပြင်မှာလိုက်ပြီးတော့အလူခဏာမျိုးမရှိပါဘူးလို့ cheater ဆက်စင်ရေး cheater operation ကတောင်းရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို cheater operation များတဲ့ကတခုအဖြစ်နဲ့စောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ရဲဘော်များတစုံတရာထိခိုက်မှုမရှိဘဲဘေးကင်းစွာစုခွာနိုင်ခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရေဘေးတင်ပြည်သူများကိုကူညီကယ်ဆယ်ရန်လာရောက်တဲ့ အရက်ဘတ်လူမှုကယ်ဆယ်ရေးအဖွဲ့များကိုစစ်ကောင်စီတပ်များကတားဆီးခြင်းကယ်ဆယ်ရေးပစ္စည်းများကိုသိမ်းယူခြင်းနဲ့ဖမ်းဆီးမှုများပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။စက်တဘာလ23ရက်နေ့ကနေစပြီးတော့အခုလက်ရှိအချိန်အထိစစ်တောင်းမြေရေကြီးရေရှမ်းမှုကြောင့်မူးမုံမြို့နယ်အတွင်းမှာရှိတဲ့ရေဘေးတင်ခြေရွာစုစုပေါင်း103ရွာအင်ဂျီစုစုပေါင်း14260လုံးနဲ့လူရည်စုစုပေါင်း48453ခုတို့ကိုခြေရွာအရေးပေါ်ကုညီကယ်ဆယ်ရေးအဖွဲ့များနဲ့ပူးပေါင်းပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနဲ့ဆက်လင်းပြီးတော့ရရှိနိုင်တဲ့အရေးအမြစ်များကနေတစ်ဆင့် အစွမ်းကိုကျိုးပန်းပြီးတော့ကုညီဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါဗျ။ရေးကြည့်မှုကြောင့်ဘေးဒုက္ခပေါင်းစုံနဲ့ကျုံပေးလျက်ရှိတဲ့ပြည်သူများစီကိုလာရောက်ပြီးတော့အကူအညီပေးတဲ့လူမှုပရိသတ်အဖွဲ့အစည်းများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကတားဆီးခြင်းချင်းချောက်ခြင်းပြည်စည်းများကိုတင်းယူခြင်းလက်နက်ကြီးနဲ့လိုက်လံပစ်ခတ်ခြင်းစတဲ့အကြမ်းဖက်မှုများကိုကျူးလွန်လျက်ရှိပြီးတော့အခုလိုမျိုးကျူးလွန်မှုများအပေါ်ကိုပြင်းထန်စွာကန့်ကွက်ရှုံချပါကြောင်းမူမုံမြို့နယ်ကရင်အရေးပေါ်လူမှုကေဇယ်ကော်မတီကထုတ်ပြန်ထားပါတယ်။လက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ရေးကြည့်ရေရှမ်းမှုများကြောင့်ဒေသခံ ပြည်သူလူထုများအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများစွာသောကူညီထောက်ပံ့မှုများကိုအရေးတကြီးလိုအပ်နေတဲ့အချိန်ဖြစ်ပြီးတော့ပြည်တွင်းပြည်ပကတပ်ဆိုင်ရာလူမှုအကျိုးပြုအဖွဲ့အစည်းများအနေနဲ့အကူအညီများကိုကူညီပံ့ပိုးပေးကြရန်မူးမုံမြို့နယ်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကတောင်းဆိုထားပါတယ်။မူးမုံမြို့နယ်ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဟာ အာနာရှင်စနစ်ကိုကျင့်သုံးတဲ့မြည်သည့်အဖွဲ့အစည်းကိုမဆိုလက်ခံမှာမဟုတ်ပဲပြည်သူလူထုနဲ့အတူရှင်တွဲပြီးတော့အမှန်တရားဘက်မှသာအစဉ်အမြဲတမ်းရပ်တည်သွားမှာဖြစ်ကြောင်းကိုအတိပေးထုတ်ပြန်ထားပါရယ်မူးမုံမြုံနဲ့ကရင်အရေးပေါ်ကုညီကယ်ဆယ်ရေးကော်မတီဟာဒေတာတွင်းမှာရှိတဲ့ပြည်သူလူထုများရဲ့လူမှုဘဝလုံခြုံမှုကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့အစွမ်းကုန်ကုညီဖြည့်ရှင်းပေးနေတဲ့အရက်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အားလို့ဆိုပြည်သူလူထုများအပေါ်မှာလူအခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကိုသိရှိမှတ်တမ်းတင်ပြီးတော့လူအခွင့်အရေးအတွက် ပြည်တွင်းပြည်ပနဲ့နိုင်ငံတကာအဖွဲ့အစည်းများသိရှိပါဝင်လာနိုင်စေရန်အတွက်ပြည်သူလူထုနဲ့အတူရက်တီဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ထားပါတယ်။ရေတာရှိမြို့နယ်ကိုရေဘေးကယ်ဆယ်ရေးတွားရောက်ခဲ့တဲ့ရန်ကုန်အခြေစိုက် Pride အဖွဲ့တစ်ခုကစစ်တပ်ကရေဘေးတင်တဲ့ဒေသများကိုတွားရောက်မည်ဆိုပါကနည်းမြေလုံးကျုံရေးစိတ်မချရတဲ့အတွက်အလူပစ္စည်းများကိုထားခဲ့ရန်၎င်းတို့ရဲ့တပ်အစီအစဉ်နဲ့ပြန်လည်လှူဒန်းပေးမယ်ဆိုပြီးတော့ကယ်ဆယ်ရေးပစ္စည်းများကိုစက်တဘာလ16ရက်နေ့မှာတင်စီခဲ့ကြောင်း ထောက်ဖော်ပြောဆိုထားပါတယ်ရေဒါရှိဘက်မှာအမဲရောင်နေမြေရှိတယ်ပေါ့အဲ့ဒီနေရာတွေကိုသွားလှူရင်ဥပဒေနဲ့ညီဆုံးမယ်အဲ့ဒါကြောင့်အလူပစ္စည်းတွေကိုထားခဲ့ပါသူတို့တက်ကစိတ်ချရတဲ့ဒူရီစီကနေတဆင့်ရေပေးတဲ့နဲ့ပြည်သူတွေစီကိုပြန်လှူပေးမယ်ဆိုပြီးတော့ပစ္စည်းတွေကိုတင်ထားတယ်ရှိဆက်ပြီးတော့လဲသွားခွင့်မပေးလို့ပစ္စည်းတွေကိုထားခဲ့ပြီးတော့လှည့်ပြန်ခဲ့ရတယ်လို့ရန်ကုန်အခြေစိုက်ပရိုက်တာအဖွဲ့တစ်ခုကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့မှာဈေးကိုအကြမ်းဖက်ဆက်တက်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့စက်တင်ဘာလ22ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှအကြမ်းဖက်စစ်ကောင်စီက112လေးရင်နဲ့နောင်ချိုမြို့အတွင်းကိုလာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးညာဈေးတန်းမှာတဏီယာမြို့မှာဈေးမှာတဏီယာနဲ့ဈေးရက်ကွက်နယ်မြေလေးတို့မှာကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတို့ဘုံစားထိမှန်ဒဏ်ရာရရှိခဲ့ပြီးဒေသခံပြည်သူများရဲ့နေအိမ်နဲ့ဆိုင်က န်းတချို့ထိခိုက်ပျက်စီးကဒဏ်ရာရရှိသူများကိုစေဝါကုသပေးလျက်ရှိတယ်လို့သိရပါဗါးနောက်ချို့မျိုးကိုအကြမ်းဖက်စစ်ကောင်စီကလူအများပြားတေးကျပျက်စီးနိုင်တဲ့ပေါင်900ဘုံအပါအဝင်နေ့စဉ်ဘုံကျဲတိုက်ခိုက်မှုနဲ့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်နှောက်အပါအဝင်ပြည်သူ15ဦးတေဆုံးခဲ့ရပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒေသခံပြည်သူများရဲ့နေအိမ်25လုံးဖုန်ကြီးကျောင်း2ကျောင်းနဲ့စာသင်ကျောင်း2ကျောင်းလည်းထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့မင်းတောင်စိတ်ကန်းကစစ်သင်္ဘောများနဲ့ပစ္စည်းတင်သင်္ဘောများတွာလာနေတဲ့အတွက်မြေကြောင်းတလျှောက်မှာနေထိုင်တဲ့ပြည်သူများသတိပြုကြရန်တော်လိုင်းအဖွဲ့များကသတိပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တဘာလ27ရက်နေ့မနက်7:00နာရီကမှမုံရွာမြို့မင်းတောင်စိတ်ကန်းကချင်းမြေမြေကြောင်းအတိုင်းစစ်သင်္ဘောများနဲ့ပစ္စည်းတင်သင်္ဘော20စီးဟာသခိုင်းတိုင်းအထက်ပိုင်းကိုစံတက်လာတဲ့အတွက်မြေကြောင်းတလျှောက်မှာနေထိုင်တဲ့ခြေရွာများကပြည်သူများသတိပြုနေထိုင်ကြရန်လိုအပ်တယ်လို့သိရပါတယ်အဲ့ဒီစစ်သင်္ဘောအစုဟာလက်ရှိအချိန်ထိ ည်လက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခြင်းများပြုလုပ်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်စစ်သည်မောင်းများကိုကာကွယ်ရန် MI-35 ရဟရင်တစည်းလဲလိုက်ပါပြန်ဝဲနေတယ်လို့သိရပါတယ်။ကြီးပါများကိုပစ်ခတ်တာတော့မလုပ်သေးဘူး။ငြိမ်နေသေးတယ်။မုံရွာအလုံးမင်းတောင်စိတ်ကန်းကနေပြီးတော့ချင်းမြေမြေကြောင်အတိုင်းလာနေတာစစ်ရဲရင်၃စီးတစ်ဖလက်၅စီးမိုးကအုပ်ဖလက်၆စီးကားတင်ကရိန်းတင်၂စီး ချင်းနေတင်၅စီစုစုပေါင်း20စီရှိတယ် MI 35ကလည်းလုံခြုံရေးယူပြီးတော့လိုက်ပါပြန်ဝဲနေတယ်လို့ဒေတာရင်းသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းငတိုင်းချောင်းမြို့နယ်ကွယ်မအူကုန်းကြီးရွာအုပ်စုကျုံတာရွာအရှိပိုင်းနေအုတ်ချုပ်ရေးမှုထုံထုံနိုင်ကအကြမ်းဖက်စစ်တပ်ထမ်းမှစစ်မှုထမ်းရအတွက်ပြည်သူများကိုအတိအဓမ္မခိုင်းစိန်နေပြီးတော့စစ်မှုမထမ်းလိုပါကငွေကြေးကောက်ခံခြင်းများကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မအူကုန်းအုတ်ချုပ်ရေးမှုထုံထုံနိုင်ကသူ့ရဲ့အိမ်ကိုအကြမ်းဖက်စစ်တပ်နဲ့ယာယီမှုဆယ်အိမ်မှုများကလွဲပြီးတော့ ဘသူ့ကိုမှအဝင်မခံအတွေ့မခံဘူးလို့သိရပါတယ်ပြည်သူများကိုစစ်မှုထမ်းရအတွက်ငွေကြေးကောက်ခံရမှာပတ်စံမပေးနိုင်မှာကချက်ချင်းဖမ်းဆီးခေါ်ဆောင်မယ်လို့ချင်းချောက်ချင်းများကိုပြုတ်လုနေတယ်လို့သိရပါတယ် NLD ထောက်ခံတဲ့ပြည်သူတအုပ်ကိုလည်းစစ်တပ်ထံတိုင်တန်းဖမ်းဆီးခိုင်းတဲ့အတွက်အဲ့ဒီပြည်သူကထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးကြံရစ်တဲ့မိသားစုဝင်ကိုဖမ်းဆီးရိုက်နှက်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ရွာကပြည်သူတွေကိုတလားကို၄တောင်းကောက်တယ်။စစ်မှုထမ်းအတွက်မပေးနိုင်ရင်ချက်ချင်းဖမ်းခေါ်သွားမယ်ဆိုပြီးတော့ချင်းချောက်တယ်။ NLD ထောက်ခံတဲ့သူဒေါခင်စိန်ကိုလည်းစစ်တပ်စီကိုတိုင်တန်းပြီးတော့ဖမ်းလိုက်လို့ထွက်ပြေးရသေးတယ်။ဒေါခင်စိန်ရဲ့တမတ်ကိုဖမ်းခေါ်ပြီးတော့ရိုက်နှက်တာတေလူမျိုးပါပဲ။ ပတ်စံနဲ့ပြန်ရွေးထားရတယ်ပြီးတော့ခံဝင်ထိုးခိုက်ပြီးတော့ရွာထဲမှာပြန်နေခွင့်ပေးထားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အခုလိုမျိုးအကြမ်းဖက်စစ်တပ်ရဲ့ထောက်တိုင်အဖြစ်လောက်ကင်ကပြည်သူများကိုဖိနှိပ်အတရားဓမ္မငွေကြေးကောက်ခံနေတဲ့အုပ်ချုပ်ရေးမှုထွန်းထွန်းနိုင်တဲ့အပေါင်းပါများကိုရှင်းလင်းပေးရန်ဒေသခံပြည်သူများကပြောဆိုနေကြပါတယ်အလားတူပဲစက်တဘာလ15ရက်နေ့ဘကိုးတိုင်းနယ်တလင်းမြို့နယ်ပေမခန့်ကြီးရွာအုပ်စုကအုပ်ချုပ်ရေးမှုခင်စော်ကပြည်သူများကိုစစ်မှုမထမ်းလိုပါကငွေကျပ်30တောင်းခံပြီးတော့ငွေမပေးနိုင်တဲ့လူငယ်များကိုစစ်တပ်ထဲကိုပို့ ဆောင်ခဲ့တယ်လို့သိရပါဗျ။မိသားစုတွေကတော့ငွေကျပ်30လာပေးတဲ့လူငယ်များကိုစစ်တပ်နဲ့ပူးပေါင်းပြီးတော့ပြန်လည်ထုတ်ပေးပြီးနေအိမ်များကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။ပေမကန်အုပ်ကြီးခင်စော်ကတော့စစ်မှုမထမ်းခြင်းသိန်း30ပေးမပေးနိုင်စစ်ထဲကိုလိုက်ဆိုပြီးတော့လူငယ်တွေကိုဖမ်းပြီးစစ်ထဲကိုပို့နေတယ်မိဘတွေကလည်းမရှိရှိတာရှာဖွေပြီးပေးတော့မှတပ်ထဲကနေပြန်ခေါ်လာပေးတာစစ်တပ်နဲ့သူကပေါင်းပြီးတော့လူငယ်တွေနဲ့မိဘတွေစီကငွေညှစ်နေတာလို့ဒေသခံပြည်သူတို့ကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ